မင်္ဂလာရှိသော ကောင်းမြတ်တဲ့နေလေးဖြစ်ပါစေလို့ဥစွာပထမတောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်။ဥစဉ်တို့ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့မြန်မာပြည်တဝန်းအထက်ဗမာပြည်မန္တလေးဇက်ကိုင်းစတဲ့မြို့ရွာများမှာကဘေးတစ်ခုဖြစ်တဲ့ငလင်ဘေးကြရောက်တဲ့ ခါသမယကြီးမှာထိုင်းနိုင်ငံရောက်မြန်မာပြည်သားအားလုံးတို့ကနေပြီးတော့90အားနဲ့တက်နိုင်ဒီဘက်ကနေပြီးတော့ထောက်ပံ့ကူညီလှူဒန်းနေကြတာတွေရှိပါတယ်။ဦးစင်တို့ရဲ့ social media အကောင့်ကနေပြီးတော့လည်းအလူခံပေးနေတာတွေရှိပါတယ်။ဦးစင်တို့ရဲ့ social media အကောင့်ကနေပြီးတော့ ချိတ်ဆက်ဆက်တွေ့ပြီးလှူဒန်းကြတဲ့ကုသိုလ်ရှင်ကာယကံရှင် မိသားစုတွေလည်းရှိကြပါတယ်ကုသိုလ်ရှင်ကာယကံရှင် မိသားစုများကိုဘောနာကုသိုလ်ပွားရစိန်တော်ငါဆက်လက်ဖျားပေးပါမယ်နဖမိဘများကို အမှုထားပြီ ကိုဆိုင်ထက်ဝီမနှင်းယဒီနွယ်မိသားစုမှာသုံးတောင်ဘတ်လှူဒန်းထားပါလေထိုင်းနိုင်ငံသားလူရှင်တအုံးမှလည်းတရားဘတ်လှူဒန်းထားပါလေမသေးသာဝင်းနှင့်သံငယ်ချင်းများမိသားစုမှာတထောင်ဘတ်လှူဒန်းထားပါလေကိုပြေဖြိုးနိုင်မသိမ့်သိမ့်မိသားစုမှာ တသိန်းချက်လှူဒန်းထားပါတယ်ဥကြောကဒေါ်စန်းမြင့်မိသားစုမှာ800ဘတ်လှူဒန်းထားပါတယ်မနန်ဝိမုံမိသားစုမှာ1000ဘတ်လှူဒန်းထားပါတယ်မောင်လွန်မုံမိသားစုမှာ900ဘတ်လှူဒန်းထားပါတယ်ဦးဝင်းမြင့်ဒေါ်သန်း သာမောင်သိန်းဇော်ဝင် ခအငယ်အငယ်လေးမိသားစုမှာတထောင်ဘတ်လူဒန်းထားပါတယ်။ဦးတင်လင်းအားရည်စူး၍သမီးမဆိုးလွင်လွင်ခိုင်းမိသားစုမှာ1560ဘတ်လူဒန်းထားပါတယ်။ကိုသက်ဝေဖြူမဖြူစာခိုင်းသမီးမဆန်းသိမေမိသားစုမှာ တထောင်ဘတ်လှူဒန်းထားပါတယ်ကိုသိန်းစောဦးမဇူဇူမိသားစုမှာတထောင်ဘတ်လှူဒန်းထားပါတယ်ကိုစိုးလေးမမုံမိုးအေးမိသားစုမှာတထောင်ဘတ်လှူဒန်းထားပါတယ်ကိုဟံမြင့်ဆုံးမဆန်းပပအောင်မိသားစုမှ900ဘတ်လူဒန်းထားပါတယ် မောင်မျိုးကိုကိုဦးမပန်းနုပွဲ့သမီးမတ်တော်တာထက်ဆန်သာမောင်အောင်သိဒ္ဓိသူမိသားစုမှတထောင်ဘတ်လူဒန်းထားပါတယ်ကိုမင်းထွန်သိန်းမဇာဇာလင်းမိသားစုမှတထောင်ဘတ်လူဒန်းထားပါတယ်မနန်းချောလမင်းမိသားစုမှ 200ဘတ်လူဒန်းထားပါတယ်ကိုအောင်ဇော်သူမဇ္ဈိမအေးတမီမတ်တန်စင်အေးမိသားစုမ300ဘတ်လူဒန်းထားပါတယ်ကိုသူရင်ဦးမတ်မုံမုံဆန်သာမောင်မင်းမြက်ပိုင်းတမီမတ်မှုန်နသာဦးမိသားစုမ 900ဘတ်လှူဒန်းထားပါတယ်မမညာစုမိသားစုမှာ900ဘတ်လှူဒန်းထားပါတယ်မလွင်လွင်ခိုင်မိသားစုမှာ900ဘတ်လှူဒန်းထားပါတယ်ကိုဝေလင်းပိုင်မထထမိသားစုမှာတသိန်းချက်လှူဒန်းထားပါတယ် ကိုအုပ်ကားဦးမိသားစုမှငါတောင်ကျက်လူဒန်းထားပါတယ်။ဥမောင်မောင်ဒေါ်လဲလဲစုမိသားစုမှဆယ်သိန်းကျက်လူဒန်းထားပါတယ်။ကိုရဲလွင်မမမုတ်ဝင်းမိသားစုမှငါးရာဘတ်လူဒန်းထားပါတယ်။မောင်မင်းသူမဝင်းပွင့်ဖြူမိသားစုမှ တထောင်ဘတ်လူဒန်းထားပါလေဥမြင့်ဝေဒေါ်သန်းမြင့်မိသားစုမှာ900ဘတ်လူဒန်းထားပါလေကိုဟိမင်းသူမရင်ခိုင်ဥမိသားစုမှာ2000ဘတ်လူဒန်းထားပါလေကိုဒီဟာမိသားစုမှာ1000ဘတ်လူဒန်းထားပါလေဥစောလူကူ မလင်းစာသားမောင်ဆောင်နီမှာမိသားစုမှာနှစ်ယောက်ဘက်လူတန်းထားပါတယ်အဖွာတော်မြညီမလေးမဝဝနိုင်တော့အာရည်စူး၍ကိုဖြူမိသားစုမှာ900ယောက်ဘက်လူတန်းထားပါတယ်ယခုဦးဇင်းဖတ်ကြားပေးခဲ့တာကတော့ ဦးဇင်တို့ရဲ့ social media အကောင့်ကနေပြီးတော့ဆက်တွေ့ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ရှင်ကာယကံရှင်မိသားစုများ ဖြစ်ပါတယ်ကုသိုလ်ရှင်ကာယကံရှင်မိသားစုများနဲ့တကားကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားခုနှစ်သားသမီးများအားလုံးဘေးမျိုးမျိုးရံအသွဲသွဲကပ်ဘေးအမျိုးမျိုးမှာ ကင်းဝေးကြပါစေလို့တောင်းစုပြုမေတ္တာဗုဒ္ဓလိုက်ပါတယ်။